တပည့်တော်မေးတာ ဖြေပါအောင်ဖရာမြတ်စွာဘုရားကဘာဖရာဖြစ်ပြီဟုဘယ်အချိန်မှမိန်ကြားတော်မူခဲ့ပါတလဲဖရာတဲ့ဗုဒ္ဓသည်ဘယ်အချိန်မှဖရာဖြစ်ပြီဟုဝန်ခံခဲ့ပါတလဲဗုဒ္ဓသည်သူ့ကိုယ်သူဖရာဖြစ်ပြီဟုဝန်ခံခဲ့ပါသလားသာသောဤလိုအလားတူမိဂုံများကိုဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားသောဘာသာဝင်တွေကလည်းပဲဥစဉ်ကိုမိ мян ထားကြပါတယ် ဗုဒ္ဓသည်ဖျားဆင်စေဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ဗုဒ္ဓဖျားဆင်စေဖြစ်ကြောင်းဝန်ခံခဲ့ပုံကိုပြောပြရမယ်ဆိုရင်၁ဗုဒ္ဓသည်ဖျားဖြစ်ပြီးပြီးချင်းပင်စားဝက်ကြီး၅ဦးကိုဓမ္မစကြာတရားဟောကြားတဲ့အချိန်မှာဓမ္မစကြာတုတ်ထဲ၌ဖျားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်၂ဒီဃနိကေတိလက်ခန္ဓာဝက်မှာဖျားကုံတော်ကို23ကြိမ်တိုင်တိုင်ဟောကြားပြီး ဖျားဖြစ်ကြောင်း23ကြိမ်တိုင်တိုင်ဝန်ခံခဲ့ပါတယ်။၃အင်္ဂုတ္တရနိကေမဟာဝဂ္ဂပါဠိတော်တိဟနာဒတုတ်မှာ22ကြိမ်တိုင်တိုင်ဖျားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။၄တန်ယုတ်တနိကေတာဂါထာဝဂ္ဂတန်ယုတ်ပါဠိတော်ကောသလတန်ယုတ်မှာလည်းပဲဖျားဖြစ်ကြောင်းဝန်ခံထားပါတယ်။၅ခုတ်တကနိကေမဟာဝဂ္ဂပါဠိတော်မှာလည်းပဲဖျားဖြစ်ကြောင်းဝန်ခံထားပါတယ်။ ဖယားဟောပါဠိတော်တွေကိုလိုက်လံရှာဖွေပြီးဖတ်ရှုကြည့်လိုက်မယ်ဆိုရင်ဖယားဖြစ်ကြောင်းဝန်ခံထားတာတွေကိုညာစွာတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဗုဒ္ဓသည်ဘယ်အချိန်မှာဖယားဖြစ်ပြီးဟုဝန်ခံခဲ့ပါသလဲ။ဗုဒ္ဓသည်သူ့ကိုယ်သူဖယားဖြစ်သည်ဟုဝန်ခံခဲ့ပါသလား။သာသည့်မိဂုံးများဤအဖြေကိုတိလောက်ပြီးထင်ပါတယ်။